မင်္ဂလာပါမာကု TV ကိုဖိုင်လေးမှာတော့ဒီပုံလေးကိုဆွဲပြပါမယ်နော်အခုဒီပုံလေးကိုဆွဲဖို့အတွက်ဆိုရင်မတော့ဘာတွေပြရမလဲဘာတွေပြထားလဲဆိုရင်ဒီမှာ radius demo တွေပြထားတယ်ဒီအပြင်အဝင်းပိုင်းရင် radius က294ပြီးရင်ဒုတိယဝန်ပိုင်းက269ပြီးရင်အလေက radius 225ဒီရင်ဒီအတွင်းကနှစ်ခုပေါ့နော်သူရဲ့ distance demo တွေပြထားတယ်။မအားအဲ့ကောင်နေဆွဲလိုက်မယ်နော်။ပြီးရင်ဘာလုပ်ရမလဲ hash ချရမယ်။ တော့ cycle command ယူမယ်အပြင် radius 294ကနေစဆွဲမယ်294ပြီး enter ခေါင်းမယ် select center မှတ်မယ်နောက်ထပ် cycle တစ်ခု269 enter နောက်ထပ် cycle တစ်ခု225နောက်ထပ် cycle တစ်ခုက181နော်181နောက်ထပ်စာကြေးတစ်ခု15 6 156 and MRD သူပေးထားတဲ့ radius တိုင်းဝန်ပိုင်းစာကေးလေးဆွဲပြီးပြီးတော့ဒီ horizontal ကနေ55 degree ဆောင်းနေအဲ့ဒီဘက်မှာပုံအားဆွဲထားအဲ့တော့ MR အဲ့ line ကိုအရင်ပေါ်ထားလိုက်မယ်ဒီကနေဒီဘက်ကို horizontal သွားမယ်ပြီးရင် rotate လဲမယ် select object and base point ခိုင်းမယ်ပြီးရင် c and 45အဲ့တော့55 degree line ကထောင်ပြီးပြီအဲ့တော့ဒီနှစ်ခုရဲ့အပြင်ဘက်မှာဘာလေးကြီးကျန်နေသေးလဲဆိုရင်မအားတော့ ဒီမှာ22 to 6ဆိုရဲပိုင်းလေးရဒီ36ဆိုရဲအကျဲပေါ့နော်ဒီအပေါ်မှာဆိုရင်ဒီပိုင်းရှိမယ်ဒီအောက်မှာဆိုရင်ဒီအကျဲ27နဲ့ဒီ to 6ပေါ့နော်ဒီအကျဲက to 6ဆိုရဲအပိုင်းတစ်ခုရှိမယ်ပြီးတော့သူ့မှာလက်ကက်ထားတဲ့30နဲ့130ဆိုရဲဒီပိုင်းလေးနဲ့ရှိသေးရပေါ့နော်အဲ့မှာအဲ့ဒီ၃ခုလေးကိုလည်းဆွဲရမှာဖြစ်တယ်အဲ့တော့အဲ့ဒီကောင်လေးကိုဒီမှာလက်ကက်ဖို့အတွက်ဆိုလို့ရှိရင် ရင်းဆုံးမှာဒီ point နေနဲ့တည်ရယ်ဒီ point နဲ့တည်ရယ်နော်ဒါပေမဲ့ဒီမှာဒီဝန်းပိုင်းနေမှာလာပြီးတော့ဒီဒီဝန်းပိုင်းနေရအဲ့ကောင်လေးအချီလိုနေသေးရယ်ပေါ့နော်ဆောမတို့ဒီဝန်းကိုမဖြတ်ခင်ဒီ၃ခုပေါ့နော်ဒီအပြင်မှာထွက်နေတဲ့၃ခုမှာအပြင်မှာဆွဲထုတ်ပြီးတော့ဆွဲလိုက်ပါမယ်အဲ့တကူကတူတူစင်းနဲ့37ဘိုင်းကောမန်ယူလိုက်မယ်တူတူစင်းစင်း အောက်ကတတိယဘက်ပြီးရင် blue center နဲ့ပေးတာမြင်နောက်တစ်ခုက27เนาะတစ်ခုက37တယောက်က27 fine comment ယူလိုက်မြင်တူ26ပဲအောက်ကဒါရရှင်ပြ27ရဲ့တတူစီရဲ့စီအန်ဒါဆိုရင်ပေးလိုက်မြင်နောက်အပြင်ဆုံးလေးက30နဲ့130 fine comment ယူလိုက်မြင်30နဲ့130အောက်က30 130 PNC Under အဲ့တော့အမဒီအပြင်၃ခုလေးကိုဆွဲပြီးသွားပြီပြီးရင်မတို့ဒီမှာအပေါ်ကကောင် horizontal အတိုင်းရွှေ့ရုံပဲเนาะဒီ center ကိုဒီ mid point နေလာပြီးတော့ mid point ညာနေဒီ intersection အလဲကိုလာပြီးတော့မှုရှိလာရုံပဲအဲ့တော့ဒီနှစ်ခုကစာပြောပြောเนาะဒီနှစ်ခုကကြာတော့ဒီ horizontal မဟုတ်တော့လေးစင်ကစောင်းထားတဲ့စောင်းနေရဲ့ line ပေါ်မှာ object ကိုလာတင်ရအောင်မယ်ဒါဆိုရင်မှ comment ဗီဒီယိုမှာပြောခဲ့တယ်။ဗာကွန်မန့်တော့ရမလဲဆိုရင် align ဆိုတဲ့ comment ကိုသုံးပေးရမယ်။ point တစ်ခုခြိုင်မယ်။ဒီ line ပေါ်မှာ point တစ်ခုမှတ်ပြီးတော့လာချပေးမယ်။ပြီးရင်ကိုလိုချင်တဲ့နေရာကိုမူရှေ့မယ်ပေါ့နော်။အဲ့ဒီအနေနဲ့မအားလို့ရှေ့ပါမယ်။အဲ့တော့ဒီကောင်ကဒီနှစ်ခုကလည်းပဲအဲ့လိုပဲနော်။အမဒီဒီနှစ်ခုကလည်းပဲကဲရမှာဖြစ်တဲ့အတွက်အရင်ဆုံးသူတို့နှစ်ခုကိုရွှေ့ထားလိုက်မယ်။ move နဲ့ရွှေ့လိုက်။ m and r ဆိုပြီးတော့ select object and r သူရဲ့ midpoint ကမြင်ရောဒီ မြစ်ပိုင်းကိုလာတင်ထားလိုက်မယ်။ပြီးတော့မောက်ဒီကောင်ကိုပုဂ္ဂကုရွှေမဲ့ M and A slot object and A ဒီမြစ်ပိုင်းကနေပြီးတော့ကင်မယ်။ဒီကိုသွားချမယ်။သွားချမယ်ဒီနေရာလေးကိုကလစ်မယ်။ရသွားပြီ။အဲ့တော့ဒီကောင်နှစ်ခုကကြာတော့ align နဲ့သွားရမှာဖြစ်တဲ့အတွက် A L and A slot object and A နောက် point နှစ်ခုကင်မယ်။ပထမအဦးဆုံး point တစ်ခု ပြီးရင်ဒီပေါ်မှာတစ်ခုချမယ်အဲ့လိုပဲနောက်ထပ် second point ကင်မယ်ဒီပေါ်မှာမချမယ်ပြီးရင် enter အဲ့တော့ mara diski line တမမဟုတ်တဲ့အတွက် no နော်အဲ့တော့ဒါအချုံချဲလုပ်ပြီးလာရင် isona line ပြောက်သွားလိမ့်မယ်နော်အဲ့တော့ဒီပေါ်ရောရောက်သွားပြီဒါပေမဲ့ဒီအလဲတဲတဲအောင်မရဘူးဖြစ်နေရယ်ဆိုတော့ maru move နဲ့ရှင် am enter slot object enter မြပွားရနေကိုင်းတဲ့ဒီအလဲကိုရွှေ့မယ် ရသွားပြီเนาะအဲ့တော့ဒီပုံစံတိုင်းဆိုရင်တော့မအောင်ရသွားပြီအဲ့တော့မလိုတဲ့ဒီအပြင်ကစာကဲကျန်းလာလေးတွေကို train လိုက်တော့မယ်ဒီက under under နဲ့စာကဲတွေကိုဖြန်လိုက်ပြီးပြီးရင်မတို့ပါကျန်သေးလဲဆိုရင်ဒီ line လေးတွေဖြည့်ရမယ်เนาะဒီ line လေးတွေဒီအတွင်းထဲကမလိုတာလေးဖြည့်ရမယ် hatch ဖို့အတွက်ဒီနှစ်ခုကတက်တက်လို့ဖြစ်သွားမှာလीเนาะအဲ့တော့သူတို့ကိုမလိုတဲ့အချင်းမှာမလိုတဲ့ကောင်တွေဖြတ်ပြီးတော့ boundary ဖွဲ့မယ်เนาะ အဲ့တော့ဒီအန်ဒါအန်ဒါပဲဘယ်လိုလဲအပိုင်းတွေကိုဖြတ်ပါမယ်ဒီမှာလည်းဘယ်လိုပဲဘယ်လိုလဲအပိုင်းတွေဖြတ်မယ်ဒီမှာလည်းဖြတ်မယ်ဟုတ်ပြီเนาะအဲ့တော့မောက်တားကြီးဖြတ်ပြီးသွားပြီပြီးတော့ပါချန်သေးလဲဆိုရင် ဖေးလက်လောက်အောင်မယ်နော်ဖေးလက်ဒီတောင်းလေးရ30ဒါဆိုဒီတောင်း30ဆိုရင်ဒီဘက်တောင်းလေး30ဒီတောင်းလေး30ဒီဘက်တောင်းလေး30အဲ့တော့ဖေးလက် radius 30နဲ့တောင်းလေးတောင်းကိုဖေးလက်လောက်ပါမယ် f in f under r under 30အဲ့တော့ဖေးလက်လုံးမဲ့ line တွေကို select ပါ under နဲ့ကျန်တဲ့တောင်းလေးကိုထပ်ပြီးဖေးလက်လောက်ပါ ဟုတ်ပြီဒါဒီအပြင်တော့အတွင်းထောင်းတွေရော fillers က15နော် fillers တန်ဖိုး15နဲ့ထပ်ပြီးရော filler လုပ်ပါမယ် f and r and 15 and အတွင်းတွေကအတွင်းထောင်းတွေကြီး and ရရရပါနော် ့ဒီပုံလေးရပြီပြီးရင်မပါလို့ရမလဲဆိုရင်ဒီ line လေးရမလို့မဖြတ်လိုက်တော့မယ်တခါတည်းဒီလိပေါ့နော်အမဒီ line ကကြတော့ပြီးရင် dimension table address ဒီ line ကိုခဏထားလိုက်အောင်မယ်ဒါလေးကိုတော့ဖြတ်ခဲ့လိုက်မယ်ဒီက under under နဲ့ဒါလေးကိုဖြတ်လိုက်မယ်ခုမပါကြံလေးရဆိုရင်ဟက်ချေတော့မယ်ဟက်ချေဖို့အတွက်ဆိုလို့ရှိရင်ဒီဘိုင်းလေးရဒီဘိုင်းလေးရ အဲ့ဒီကောင်တွေကအလွန်ပိတ် object ဖြစ်နေရမယ်လို့ပြောခဲ့တယ်နော် hash comment video မှာအဲ့တော့မတော့ဒီကောင်ကိုအလွန်ပိတ် object ဖြစ်စေခြင်းနဲ့အတွက် boundary ဖွဲလိုက်ပါမယ် bo under ပြီးရင် pick point ကိုင်မယ်အလဲတနေရာလွတ်တဲ့နေရာမှာချလိုက်မယ် under under tag comment pick point comment ထည့်လို့ခြင်းနဲ့အတွက်ပြီးရင်လွတ်တဲ့နေရာမှာ click ချလိုက်ပါမယ်အဲ့တော့ဒါရီက boundary ဖွဲလိုက်ဖြစ်တဲ့အတွက် object တစ်ခုလည်းဖြစ်သွားပြီအဲ့ရောမှာမှာ hash ချင်တဲ့အတွက် ish and a marwa မြင်းလေးတွေเนาะမြင်းဆောင်လေးတွေသူ့ရဲ့ color ကအနက်ရောင် background color ကအစင်းရောင်เนาะအဲ့တော့မှကိုလိုချင်တဲ့ဟာကိုကလေးကိုပိုင်သူချင်တဲ့အပိုင်းကိုချဲရုံပဲပေါ့เนาะအဲ့တော့ဒါတစ်ခုပြီးသွားပြီနောက်တစ်ခုကမှတော့ဒီနားလေးဒီနားလေးကအစင်းရောင်ဖြောင်းလေးတွေเนาะအစင်းရောင်ဖြောင်းလေးတွေဟက်ချင်မယ်အဲ့တော့ h enter ပြန်ခေါ်မယ်ပြီးရင် solid ချင်မှဖြစ်တဲ့ color က အစိမ်းအောင်မှနည်းနည်းချင်းနဲ့အရာပြီးရင်ချေမဲ့နေရာလေးတွေကိုသွားပြီးရောခလိနော်ရပြီဒါဆိုရင်ဟက်ချေရပြီးသွားပါပြီဟက်ချေလို့ပြီးသွားပြီဆိုရင်မှဒီမှာဖိလက်မလုပ်ခဲ့အောင်ဖြစ်သွားရဲ့နော်ဖိလက်မလုပ်ခဲ့အောင်ဖြစ်သွားရဲ့အဲ့မှာ control set နဲ့ပြန်သွားလိုက်မယ်ဒီမှာ hash ပြန်ချင်မယ်ဘာလို့ဆိုရင်ဒီ hash ချေထားတဲ့ဒီ line တွေနဲ့ fill တက်လို့ရောသွားမှဆိုရဲ့အတွက်เนาะ hash command ချေတဲ့အစင်ကို ပြန်ပြုတ်လိုက်မယ်။ပြီး fearless ပြန်လုပ်မယ်။ s enter r enter 15 enter ဒီနားရဲ့ဒီလိုင်းရဲ့ကိုပြီးရင်ဒီမလိုတဲ့ object ကိုဖြတ်ခဲ့မယ်တခါရယ်။ရပြီဆိုရင် boundary ပြန်ခွဲမယ် bo enter big point ကိုင်မယ်။လက်တနေရာချမယ် enter big point ကိုင်မယ်။လက်တနေရာကို ဆင်းရဲမယ်။အဆိုရင်ဒီတော့မှ hatch လို့ရသွားပြီပေါ့နော်။အလုံးပြည့်စုံသွားပြီလို့ထင်တယ်။အဲ့တော့ h and a line ဒီကို color ကအနဲ့ရောင်အောက်ခံ background ကအစင်းရောင်အဲ့တော့မှကုချေခြင်းနဲ့နေရာကိုချိန်မယ်။ပြီးပြီဆိုရင်ထွက်မယ်။နောက်တစ်ခါထပ်ချင်မယ်ဆိုရင် h command ပြန်ခေါ်မယ်။မတို့ solid လေးချင်မှာ အစင်းရောင်ဖြစ်တဲ့အတွက်အစင်းရင်ရောင်လေးဒီချင်းမဲနေရာကိုဆက်လက်မယ်။နောက်ပြီးဆိုရင် close နဲ့ပြန်ထွက်မယ်။ဒါဒါဆိုရင်တော့ဒီပုံလေးရသွားပါပြီနော်။အဲရောမှာမတို့ dimension တွေရလိုက်တယ်လို့ရပါရပါရဲ့နော် dimension တွေလိုက်တယ်မယ်။မန်ဒီပုံမှာတော့ dimension တက်မပြရပါဘူး။ဒီ hatch ရဲ့အပိုင်းနဲ့ပုံယူစာလေးတွေဒီ command ညီသုံးခဲ့တယ်ဆိုတာကိုပဲပြပြသွားတာပါ။ ဆက်မရှင်နေရတော့ဒီမှာတော့ကြိုးစားပြီးတက်ချီလိုက်ပါနော်ကျေးဇူးတင်ပါတယ်